ဦးဇနောစီဝါရေအကွက်မြင်တယ်လို့ပြောရမလားမသိဘူး။နော်ဦးဇနိုင်စီဝါရေအကွက်မြင်တယ်ဆိုတဲ့စကားလုံးကတချို့ဓာတ်တော်တွေအဲ့လိုပြောရလို့ရှင်လူမှအဲ့လိုမြင်နေအောင်မေ့မနေနဲ့။တချို့ဦးဇနောငွေနောက်လိုက်နေတဲ့တချို့ပုဂ္ဂိုလ်တွေလည်းပဲအကွက်မြင်တယ်ပြသင်္ကန်းဝတ်ထားပြီးတော့ဘယ်လိုအကွက်မြင်တဲ့တော့ဆိုတော့ဖျားရှင်ရဲ့အဆုံးမသာသနာတော်ကိုအတကူကျိုးစီးပွားတပွားသာကြီးပွားချမ်းသာရေးအတွက်အသုံးချပြီးတော့ လက်လာပါတော့လိုက်ကြတဲ့အခါကျတော့စေဝါရဲ့အကွက်မြင်နေဖြစ်သွားတာပေါ့ဘယ်တော့တချို့ဆိုသင်္ကန်းကိုတုံးချပြီးတော့စေဝါရဲ့ရောင်းဝယ်လောက်ကြတာဒီတချို့ဆိုလို့ရှိရင်လည်းပဲဟောပြောပြီးတော့လက်လာပါရှာရတယ်လက်လာအောင်ဒါရမတွေတူအောင်ပွားအောင်မိတ်ဖွဲ့ပြီးတော့အလားလက်လာပါတခုကနေလက်လာပါတခုတူအောင်လောက်ကြတာတည်းဟာဒါ စီဝိုင်းတဘောပါပဲမှန်တာတော့เนาะညအောင်ကြည့်တယ်လို့ရှင်ဒီနေ့ကမြတ်စွာဘုရားရှင်အဆုံးမသာသနာတော်သာသနာတော်တရားတော်ပါပဲဘုရားရှင်အဆုံးမသာသနာတော်ဝင်ရောက်လာပြီးတော့ဘုရားရှင်သာသနာတော်ကြီးပွားတိုးတက်ဖို့မဟုတ်မနဲ့ကိုကြီးပွားတိုးတက်ရေးအတွက်ကိုဘလို့ဇိန်နဲ့နေရမလဲဘလို့လက်လာပါရမလဲလို့ကြံတွင်းနေတဲ့ပုံကိုယ်တွေရဲ့အမှုရာဟာမသိမသိစီးပွားရှာတဲ့ပုံစံဖြစ်နေတယ်ဦးဇင်းတို့ဂျူစာတစ်ခုကတော့ စီဝါလှုပ်ရှင်တယ်စီဝါဖြစ်ရှင်တယ်ဆိုရင်သင်္ကန်းဝတ်နဲ့နေဖို့မသင့်ဘူး။နောက်ဆုံးတော့စီဝါလှုပ်ရှင်တာလူဘဝကိုသွား။သာနာတော်မှာနေရဲဆိုတာစီဝါဖြစ်ဖို့မဟုတ်ဘူးကုသိုလ်ဖြစ်ဖို့အဓိကပဲ။တဏ္ဍာလကိုစွမ်းနိုင်တယ်ကုသိုလ်ဖြစ်အောင်နေဖို့ကပိုအရေးကြီးတယ်။အရာခုအားကတချို့အဲ့လိုမဟုတ်ဘဲနဲ့ငွေနောက်လိုက်ကြတဲ့အခါကျတော့ယဟန်ကယဟန်ပုံစံမပေါက်တော့ဘူးတချို့ကလည်းနတ်ကရောလို့လို့တချို့ကလည်းဘေဒင်ဆရာလို့လို့ တချို့ကလည်းတခါလူတွေနောက်ရှောက်လိုက်ပြီးတော့လူမျိုးရေးလုံအောင်လေးရှောက်လုံးအဲ့ပုံစံမျိုးတွေဖြစ်ကုန်တယ်ဘုရားရှင်ဆာမတ်ထားတဲ့လမ်းကြောင်းပရိယပฏิပတ်လမ်းကြောင်းကနေလွှဲချော်ပြီးတော့သွားတယ်ပေါ့အဲ့တော့အင်မတန်မှအဖို့တန်တဲ့တရားဝစင်းရတဲ့ထွတ်မြောက်ရာထွတ်မြောက်ကြောင်းနေရာလိကသာသနာတော်ကိုအသုံးချပြီးတော့ကိုကျိုးစည်းဝါးအတွက်ရှာနေကြတာတွေကမကောင်းမှုပေါ့လေမကောင်းမှုပေါ့မကောင်းဘူးဇနော ဒါတွေတချို့ကိစ္စတွေဆိုလို့ရှိရင်တော့ဝမ်းနေစရာတော့ကောင်းတယ်ဒါရမတွေအမြင်အားဖြင့်လည်းပဲမသင့်တော့သာသနာတော်လည်းပဲသိခါကြရတယ်။အိုးပရိယတ်ဒီလုပ်ငန်းကိုဆောင်ဆက်တတ်မှအာရုံနဲ့သာသနာကြီးတွေပฏิပတ်လုပ်ငန်းကိုတကယ်အာရုံနဲ့ကြတဲ့ကြောင်းတိုက်တွေဂျိတ်တာတွေအစရှိတရားမျိုးများစွာရှိပါလေတချို့ဒီလိုအနှဲငယ်သောပုံကိုယ်တွေကြောင့်သာသနာတော်သိခါကြနေရတယ်ပေါ့။တချို့ဆိုလို့ရှိရင်လည်းပဲဥစဉ်တို့အလူကံပုံကိုယ်အတုတွေဒါတချို့လည်းသတိထားမြင်သိတယ် ဒါပေမဲ့ဘာသာရေးနဲ့အလောင်းဝဲတော်တချို့လုံငယ်တယ်။ဒါမှမဟုတ်လည်းဥစ္စာတို့တိုင်းနာဘာသာခီးသွားတွေကဒါတွေမသိဘူး။မသိတော့တာတိခါကြစရာဖြစ်ကုန်တာပေါ့။နော်။နေကင်းသင်္ကန်းပတ်ညဆိုလို့အာနေကင်းသင်္ကန်းပတ်အလူခံညဆိုရင်လူဝက်လက်အပုံစံမျိုးတွေလည်းရှိတယ်လို့ဥစ္စာတို့ကြားနေသိနေရ။တချို့ဆိုလို့ရှိရင်လည်းအဲ့ဒါအတိုးတွေပါတယ်ပေးလေရီယာတွေတီးစားချပြီးတော့စီဝါးတွေလုံနေကြတယ်တဲ့။သူတို့ကဟိုဘယ်လိုပြောမလို့ဆိုလို့ရှိရင်သင်္ကန်းဝတ်တာပြီးစီဝါးရှာတာပိုးပြီးစီဝါးဖြစ်နေတယ်လို့ဖြစ်နေတယ်တချို့ကတည်းကတော့ တဘွားစာပေါ့လေတန်တရားတော့မလွယ်ပါဘူးဟောဒါလူတာရမတွေကစာရည်နေဝေးရရှိသေးတယ်လေတင်္ဂဝထာကတော့စာရည်နေဝေးရပူစရာမလိုဘူးအဲ့ဒါစီးပွားရေးပဲနော်ဘလို့တိုးအောင်ပွားအောင်လုပ်မလဲဒါပဲအားထုတ်နေကြတဲ့သဘောဖြစ်နေတာအဲ့ဒါပိုးပြီးတော့ပိုင်ဆိုင်မှုတွေကပိုးများဦးဇနောဒါမနာလို့ပြောတာမဟုတ်ဘူးမသိတော့တာကိုပြောတာအဲ့လိုဖြစ်စင်နေဆိုရင်လူဝါနဲ့လောက်တာကအသင့်တော်ဆုံးပဲရဟန်းတန်ခါဆိုတဲ့အနေထားမှာကျတော့ဦးဇနောဒါကအဆင်မပြေဘူးပေါ့ ဘာလို့ဆိုရင်ဦးဇနောကောသလမင်းကြီးအိမ်မထရအတိုင်းမယ်စန္ဒကူနတ်သားနှစ်ကိုရက်တက်ရေဘူးနဲ့လဲစားတယ်လို့နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ဘုရားရှင်ရဲ့သာသနာတော်ဘုရားရှင်ရဲ့တရားတော်တွေကိုတဝါသာကြီးပွားချမ်းသာရေးအတွက်လက်လာဘအတူဟူသောငွေဒီဟူသောပစ္စည်းဥစ္စာတူဟူသောစန္ဒကူနတ်သားနှစ်ကိုရက်တက်ရေဘူးနဲ့တူတဲ့ပစ္စည်းဥစ္စာနဲ့လဲတယ်လို့ဖြစ်နေတယ်ဒါဘယ်ဆိုလို့ရှိစရာတော်ကြီးတွေကတသိန်းဒံစန္ဒကူနေကျူးဖို့ရက်တက်ရင် အဘုံငယ်မတမ်းမဲ့လဲထကြပင်မြတ်ဗုဒ္ဓစိန့်တေမင်းကြောင့်ဘုနကဓမ္မမြတ်ကိုတဲ့ပစ္စယလေးပြာရက်ကနဲ့လဲထလို့စာဆိုပြီးတော့ဒီလိုခပြားလေးစီထားကြ